လူလောကအပူတွေကိုတာဂက်ကတိလရှင်ဘဝနဲ့ဖြတ်တန်းနေပြီဖြစ်တဲ့စုံမျက်နှံတောင်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျဆွလိုက်ပါတယ် ဇုံမြနန္တာကစောညီမတွေထဲမှာဆိုရင်အတင်းငိမ့်ဆုံးနေထိုင်တတ်သလုံးလူရှင်းထွက်ရတာလည်းသိမကြိုက်ပါဘူးမီဒီယာအင်တာဗျူးတွေလည်းရှောင်ထားကနူပညာလောကနဲ့လည်းခက်လန်းလန့်သာနေတတ်တာပေါ့သူမရဲ့ဘဝဖြတ်တန်းပုံတွေကိုလည်းတိတ်တဆိတ်သာချပြနေထိုင်တတ်တာပေါ့ပြီးခဲ့တဲ့လပိုင်းကလေးကဇုံမြနန္တာကနိုင်ငံသားကိုပြောင်းရွှေ့နေထိုင်နေပါတယ်ဒါကြောင့်မို့နိုင်ငံသားမသားအပြီးနေထိုင်တော့မယ်လို့ထင်နေကြတဲ့သူတွေလည်းရှိပါတယ်။ဒါပေမဲ့ဆိုမြန်နန္တာကငလျင်ဘေးဖြစ်ပြီးဆက်ရက်အကြာမှာမြန်မာနိုင်ငံကိုပြန်လာခဲ့တာပေါ့။မြန်မာနိုင်ငံကိုပြန်လာပေမဲ့ငလျင်ကြောင့်ဒုက္ခရောက်နေတဲ့ဒေသတွေကို ိုတောက်ရောက်ကကိုကြီးလှူဒါနာမျိုးလည်းမလောက်ပါဘူး။ဒီမအနေနဲ့ပြန်လာရတဲ့ရည်ရွယ်ချက်ကတီလာရှင်ဝတ်ဖို့ဖြစ်နေကြတာပေါ့။ဒါကြောင့်မို့မြန်မာနိုင်ငံကိုပြန်လာကသာသနာ့ဘောင်ထဲကိုဝင်ရောက်ခဲ့ပါတယ်။သာသနာ့ဘောင်ထဲဝင်ရောက်မဲ့အကြောင်းကိုလည်း Breath တေကိုအတိပေးခြင်းမရှိပါဘူး။တီလာရှင်ဝတ်ဖို့ဆန်ချနေခြင်းဒီမဖြစ်သူခေတ်ကတင်ပေးမှသာသိရှိရတာပေါ့။ခေတ်ဟာဒီမနဲ့တူအတော်ဖြစ်သူဆွန်မြန်နန္ဒာတို့ရဲ့ပုံရိပ်တွေကိုလည်းချောက်ပြလာခဲ့ပါတယ်။ ။စုံမြတ်နန္တာဟာတေလရှင်ဝှေ့ဖို့ဆုံးဖြတ်ကပြန်လာခဲ့တာဖြစ်တယ်လို့သူမတယောက်တည်းပြန်လာခဲ့တာတော့မဟုတ်ပါဘူး။ခင်မောဖြစ်တဲ့သို့သူကလည်းအတူလိုက်ပြန်လာခဲ့တာပေါ့။မြန်နန္တာတေလရှင်ဝှေ့တဲ့အချိန်မှာဘေနာကနေပါရမီဖြစ်ပေးနေတာဖြစ်ပါတယ်။စုံမြတ်နန္တာကတေလရှင်ဝှေ့တဲ့အချိန်မှာစိတ်ကိုအကြည်လင်ဆုံးထားကဝင့်နေခဲ့တာပေါ့။တေလရှင်ဝှေ့ဖို့ကိုဆရာထက်တန်နေခဲ့တာမို့ဝင်နိုင်တဲ့အချိန်မှာပီတိပဲဖြစ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိလူလောကမှာအပူရေကလည်းရန်ကုန်မြပြလွန်းတာပေါင်းတဘာဝဘေးအန္တရာယ်တွေကြောင့်လည်းနေမြညပြဆိုတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီနေ့မှာအသက်ရှင်နေပေမဲ့မနက်ဖြန်ဆိုတာမသေးချာတော့တဲ့ဘဝမှာဆုံမျက်နှာတာကတရားရင်အောက်မှာသာဖြတ်သန်းဖို့ရွေးချယ်ခဲ့တာပေါင်းတကြံအတွင်းထိတိလရှင်ဝတ်မလားရပ်ပိုင်းနဲ့ပြန်ထွက်မလားဆိုတာကတော့မသိရသေးပါဘူးဒီနေ့တကြံကိုရှင်းလာပိုင်းမှာတောင်းကတော့စစ်ကားတမ်းမြိုက်စွာကျင်းပမယ်လို့တာဝန်ရှိသူတွေကလည်းထုတ်ပြန်ထားကြပါတယ် မြန်မာတကြားဟာ UNESCO အဖြစ်ဒီနေ့မှမှပထမဆုံးအသိမှတ်ပြုခံခဲ့ရတာကြောင့်စီကားစွာကျင်းပမယ်လို့ကြွေးကြော်ထားတာပေါ့။အနုပညာရှင်တွေဆိုရင်လည်းအလုပ်တွေကိုလက်မလဲအောင်လုပ်ရမယ်လို့အားခဲထားကြတာပေါ့။ဒါပေမဲ့တကြားမရောက်ခင်မှာငလျင်ဘေးကဖြစ်သွားခဲ့ပြီးမြန်မာနိုင်ငံကလူထောင်ချီအသက်ပေးလိုက်ရပါတယ်။အိုးအိမ်တွေပြည့်စည်သူလည်းအများပြားကိုရှိခဲ့တာမို့တကြားလုပ်ဖို့အားခဲထားသမျှတွေကမသေးချသလိုဖြစ်သွားတာပေါ့။အနုပညာရှင်တွေတော်တော်များများကလည်းဖျားတရားအလုပ်နဲ့သာတကြားကိုဖျက်ဆီးအောင်အစီအစဉ်ပြောင်းထားကြပါပြီ။ ဒါကြောင့်မို့ဒီနေ့မှာတော့တရားစခန်းဝင်မဲ့အနှိပညာရှင်တွေကများနေတယ်လို့ပြောလို့ရပါတယ်။ငလျင်ဘေးကြောင့်ပျက်စီးသွားတဲ့ဒေသတွေကအခုချိန်ထိပြန်လည်ထူထောင်ရေးလုပ်ဖို့လည်းမစနိုင်သေးပါဘူး။ဒါအပြင်ငလျင်ကလည်းညတိုင်းလိုလိုထက်လုံနေတာမို့မန္တလေးကလူအများဆိုရင်တိုက်မြင့်အဆောက်အဦကနေမနေရတော့ပဲညရောက်မှလမ်းပြင်ထွက်ရင်ရတာမျိုးတွေလည်းရှိပါတယ်။ အိမ်ရေးတွေပြက်လာတာငလျင်ကြောင့်ကြောက်စိတ်တွေနဲ့ဖြတ်သန်းနေရတာပေါ့ဒီလိုအဖို့တော်ကားတွေကိုထားခဲ့ကငင်းချက်အောင်တိလရှင်ဝက်ကတရားထုတ်တော့မဲ့ဆုံးမြတ်နန္တာပေါ့ရေသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော် YouTube channel လေးကိုလည်း like and subscribe လုပ်ဖို့တောင်းဆိုလိုက်ပါစေငလျင်ဘေးနဲ့ပတ်သက်ပြီးကိုကြီးထောက်ပံ့ပေးသူအားလုံးကိုကျေးဇူးထုတ်ပေးတင်ရှိကြောင်းပြောကြရင်းနဲ့နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ